အားလုံးမင်္ဂလာပါ Blue Corner နဲ့ပြန်လည်ကြိုဆိုပါရစေ။ Chelsea နဲ့ Wolves နဲ့နောက်ဆုံးကစားသွားတဲ့ Premier League ပွဲကိုကျွန်တော် review မလုပ်ဖြစ်လိုက်ဘူး။အဲမလုပ်ဖြစ်လိုက်တဲ့အကြောင်းအရင်းအဓိကအဖြစ် Wolves ဆိုတာအချက်ဒီ Premier League မှာနှစ်မှတ်ပဲရထားတဲ့အတင်းဗျ။ Chelsea ဘလို့ကန်ကန်အနိုင်ရရှိမဲ့အတင်းမျိုးလည်းဖြစ်တယ်။ပြီးတော့အဲ့နေ့ကစားသွားတဲ့ခြေစွမ်းနိုင်သွားတယ်ဆိုပေမဲ့အရင်ထူးထူးခြားခြားမဟုတ်နေတဲ့အကြောင်းလည်းပါတယ်။ဆိုတော့အာထားပါဒါကျွန်တော် Chelsea နောက် International Break ပြီးသွားရင်ကဲမဲ့အတင်းတွေအကြောင်းပြောခြင်းလည်း ်ချက်စီပထမဆုံးကန်မှာပရီးမီယံလိဘန်လီနဲ့ပါဒီဘန်လီနဲ့ကျတော့ခြေစွမ်းအနေနဲ့ကွာတော့ဘလို့နီးနေဖြစ်ဖြစ်နိုင်သွားမယ်လို့ကျွန်တော်ထင်တယ်အဲအထူးသဖြင့် Enzo Maris ကနည်းနည်းခေါင်းမာတာ၄ဒါအထင်သေးပြီးတော့အဲ့လိုလောက်တာတွေမလုပ်ရင်တော့နိုင်ပါပါအဲပြီးတော့ရင်ကျွန်တော်တို့အရင်ရေးကြည့်ရပွဲနှစ်ပွဲရှိပါတယ်အဲ့ဒါတော့ဒါဘာစီလိုနာရဲ့အာဆနယ်နဲ့အာဆနယ်နဲ့ပါဒါဘာစီလိုနာဆိုရင်ကျွန်တော်တို့ Stanford Bridge မှာ gain ရမယ်ကျွန်တော်ကတော့အရင်ကြောက်နေစိတ်မျိုးတော့မရှိဘူးဗျာအဲဘာလို့လဲဆိုရင်ဒီ Barcelona highline အရင်ကစားတဲ့အသင်းမျိုးလက်ရှိ Hansi Flick လက်ထက်မှာရောပြီး Barcelona ရဲ့နောက်တန်းနေရာလည်းအရင် strong ဖြစ်နေတဲ့အဲ level မျိုးမှာရှိမနေဘူးဆိုတော့ဟို Chelsea ရဲ့ပိတ်ကန်တဲ့အသင်းနေနေဆိုရင်ဒါတိုင်ပတ်တာဗျာသိလားအဲအဲ့လိုမျိုးတူတိုက်တူတိုက်ကိုတိုက်အသင်းမျိုးနဲ့တွေ့ရင်အဲ့လောက်ထိ အဲကြောက်စရာမလိုဘူးလို့ကျွန်တော်ထင်တယ်လက်ရှိ Chelsea ရဲ့အနေထားရဲ့ကျွန်တော်တော့ရိမ်ကြောက်ဘူး Chelsea ကိုအာကျွန်တော်ပြောတာမမားရဲ့ဒါတည်ဒါမို့အနိုင်လောက်တော့ရရှိသွားနိုင်ရည်ရရှိရယ်ပြီးတော့ဟိုသတင်းတွေ rumor တွေထွက်နေရရပါမလဲအဲ့ပွဲမတိုင်ခင်ပြန်ပါလာမယ်လို့အဲသတင်းတွေအရဆိုရင်တော့အဲဘလိုဖြစ်ဒီပွဲကတော့ပွဲကောင်းတဲ့ပွဲဖြစ်သွားမှာအဲအထူးသဖြင့် ဒီအခုနောက်နောက်ကျန်တဲ့၄ဘွဲ့မှာချန်ပီယံလိ၄ဘွဲ့မှာအမှတ်ကိုရနိုင်လောက်စုရတော့မယ်မဟုတ်ရင်ဒီ playoff တွေပါရေးကစားပြီးတော့အဲပွဲပူပန်းနေပေါ့ဗျာသိလားဆိုတော့ရှေ့ကာဘက်တို့ဘာလို့ပွဲမှာတွေကဘလို့ပဲဖြစ်ဖြစ်နိုင်တဲ့နာဗျာသိလားဆိုတော့အာဒါနဲ့အဲ့လိုမျိုးကာဘက်အကြောင်းပြောရင်လည်းကျွန်တော်အဲ့ Davis Josh ကိုလူထုတ်တဲ့အကြောင်းကိုကျွန်တော်နည်းနည်းပြောချင်တယ်သိလားအဲဘာလို့လဲဆိုတော့ဒီ Anthony Marcus ကနေနဲ့ဒီမနစ်က conference league ကန်တယ်လို့ အဲလုံးဝအရန်အရန်အသင်းပြီးသွားရင်ဒါတကယ်ကန်တဲ့ line up အသင်းအဲ့လိုမျိုးအဲနှစ်သင်းတော့တလဲစီတုံးနေတာဒီ Champions League မှာနည်းနည်းတော့အဆင်မပြေဘူးလို့ကျွန်တော်ထင်တယ်ပြီးတော့ဟုတ်ပါဗျာထားပါအဲ့ပွဲက Carabek နဲ့ပွဲ LND လက်ကိုမတုံးညင်ဘူးပဲထားဗျာဒါသူ့အနေနဲ့သူလည်းအနေထားတစ်ခုရှိရဲ့ Maggie ကိုတုံးလို့ရတယ်ဆိုတော့ဘာဖြစ်လို့ အဲ့ဒါရီဂျော့ဂျီနဲ့ဒါအချင်းကုန်ခံပြီးတော့အဲပထမပိုင်းပြီးရဲ့ထိတဲ့နဲ့အဲအဲ့ ठी ကိုဘာလို့တရီဂျော့ဂျီနဲ့ကစားရလဲပြတည်မှာရှုံးကတော့မှကောက်ပြီးအသေးတန်လူလဲတော့ဘာမှဟိုမလုံနိုင်တော့ဘူးတည်တာဆိုတော့ကျွန်တော်ကတော့အဲ့လိုမျိုးကြီးဆက်လုံနေမယ်ဆိုရင်တော့ဒါချက်စည်းနေနဲ့ရင်းမွေသေးမယ်ဗျာတည်တာအစိမ့်မရှိဘူး ဇက်တိုက်လေးနိုင်လာလို့ကိုရီးယားမျောလင်းလာလိုက်သူကမျောလင်းချက်တွေရိုက်ချိုးလိုက်အဲ့လိုမျိုးဖြစ်နေတယ်ပြီးတော့အသင်းရဲ့ဇက်တိုက်နိုင်နေတဲ့အချိန်ဟုံးလည်းသူကခဏခဏရက်တက်နေတယ်လို့ဖြစ်နေတယ်ပြီးအသင်းကြီးလည်းပဲဘယ်တော့မှရောက်လာမှာမဟုတ်ဘူးပြအတည်မှာကျွန်တော်ပြောအသင်းကြီးဆိုတာကတော့ဒါ squad အရဆိုတော့အသင်းကြီးပေါ့ဒါပေမဲ့အသင်းကြီးရဲ့ mentality ပြအတည်လားအဲ့လိုစိတ်ဓာတ်မျိုးမရှိနေဘူးပြပြီးတော့ဒီကျွန်တော်ပြောပြမယ်ကျွန်တော်တော့ထင်ပါ Enzo Maresca ရဲ့ပင်ကို သူ့ရဲ့ကိုပိုင်သွေးခေါ်ကိုပိုင်လုံးရက်တင်နေဆိုရင်တော့ Terry George ကိုအဲ့လိုမျိုးကြီးတော့အဲအဓိကအဦးစားပေးနေတဲ့ပွဲထွက်စေမှာတော့မဟုတ်ဘူးဗျာဒီလိုပွဲတွေမှာအဲကျွန်တော်ထင်တာတော့ဒါပိုင်ရှင်နေနဲ့ဘုတ်ဖွဲ့တွေရဲ့ပယောကလည်းမကင်းဘူးလို့ထင်တယ်ဘာလို့လဲဆိုတော့သူတို့ကဒီ Terry George ကိုအဲဒီဈေးကွက်မပိတ်ခင်ဖူဟန်ကို30 plus နဲ့ အဲရောင်းဖို့သဘောတူခဲ့တာဗျာဆိုတော့အပြောင်းရွှေ့မဖြစ်သွားတဲ့နောက်မှာ Tyrese Shaw ဆိုပြန်ရောင်းရင်ဒီ value မြင့်အောင်မြင့်အောင်လို့အဲ့လိုမျိုးဇက်တိုက်အင်းသုံးခိုင်းနေလို့ကျွန်တော်ထင်တယ်အဲဒါကျွန်တော်ထင်တာပေါ့ဗျာအဲ့လိုမှမဟုတ်ရင် Anzuma ကယူနေလို့သုံးနေလို့ပဲထင်တယ်ဆိုတော့အာဒီနည်းပြအတင်းနဲ့ပတ်သက်ရင်တော့အဲ့လိုပြတ်သားတဲ့အရာကြီးအရင်ပြတ်သားရမယ်လို့ကျွန်တော်ထင်တယ်အဲဆိုတော့ထားပါဘာစီလိုနာနဲ့ပွဲစဉ်မှာတော့အမှတ်ရအောင်ယူနိုင်တော့ကောင်းတယ်ပေါ့ဗျာသိလားအတင်းလည်း ဒါဟိုဘယ်လိုပြောရမလဲတတင်းလုံးလေးစိတ်ရတက်ကြွားပါမယ်ပြီးတော့နောက်ထပ်အရေးကြီးတဲ့ပွဲကတော့ဒါအာဆင်နယ်နဲ့ပွဲပါအမှန်တမ်းပြောရရင်လက်ရှိအချိန်မှာ Chelsea အာဆင်နယ်ရဲ့ level ကိုမှတ်မိသေးပါဘူးပြီးတော့ squad depth ရရှင်မလားဒါ form နေရရှင်မလားဒါတူးချင်းတည်မှာ mentality ရနေရှင်မလားဒါလုံးဝရှင်လို့မရသေးပါဘူးဒါပေမဲ့ဟိုရှင်ကစားနိုင်လားဆိုရင်တော့ကျွန်တော်ကတော့ဟိုကျွန်တော်တို့မှလည်းကောင်းတဲ့အချက်တွေရှိရပြီ။ဥပမာ ქვენ လဲဆိုရင်တော့ ဒါတိမလားကျွန်တော်ကွင်းလဲဆိုရင်တော့အာဆင်နယ်နဲ့နည်းနည်းရှင်းကစားနိုင်တဲ့ level ရှိရယ်ပြီးရင်ကျွန်တော်တိုက်စစ်ကလည်းဟိုနည်းနည်းလောလောဆယ်မှာဟိုတာမန်တာမန်နဲ့တာမန်အထက်လောက်နည်းနည်းလောက်ရောက်နေလို့ထင်တယ်ဗျာကျွန်တော်အဓိကစိတ်ပူအောင်မနောက်တန်းမယ်အဲ့ဒီနောက်တန်းကြောင့်ရှင်းမကစားနိုင်လို့ကျွန်တော်ထင်တယ်ဆိုတော့ဟိုကျွန်တော်ပြောပြောရရင်ဗျာအာဆင်နယ်ကိုတော့နိုင်မှုလို့ဆိုတော့လောလောဆယ်မှာမဖြစ်နိုင်ဘူးလောလောဆယ်ခြေအနေထားနဲ့ဆိုရင်တော့ တည့်ရဲ့အမြင့်ဆုံးလောက်လို့ထင်တယ်ဒါကျွန်တော်ဟိုအာဆင်နယ်ကိုကြိုက်လို့မဟုတ်ဘူးပြောသေးတယ်ကျွန်တော်တို့ချက်စီဖန်ဘယ်သူပဲဖြစ်ဖြစ်အာဆင်နယ်ကိုနိုင်ရင်လည်းဗျာဒါမန်ယူမန်ယူအာဆင်နယ်ဆိုတော့ကိုငယ်တဲ့ကနိုင်ရင်တဲ့အတင်နေအများနဲ့နိုင်ရင်တဲ့အတင်နေဒါပေမဲ့ဒါလက်ရှိအမှန်တရားရဗျာဒါအာဆင်နယ်ကတော်တော်ကောင်းနေအနေထားမှရှိရဒါတခုရှိရအာဆင်နယ်အနေနဲ့ဒါဆန်းဆန်းလေးနဲ့အပွဲမှာတည်ကြွားဖြစ်တဲ့အတွက်နောက်ထပ်ပရီးမီးယားလိပွဲတွေကိုသူတို့တတိကြီးကြီးထားပြီးကစားလာမှတည်ကြတယ် ဆိုတော့ကျွန်တော်အထင်တော့အာဇနယ်ဟိုချဲစီးရလက်ရှိနေသားမှာဒါတေချာရင်တော့တေချာရင်တော့ကံကောင်းတဲ့အနေထားလို့ပြောလို့ရတယ်ဘာလို့ဆိုတော့ကျွန်တော်တို့မှာယုံကြည်လို့မရတဲ့အနေထားတွေအများကြီးရှိနေတယ်အဲအထူးသဖြင့်နောက်တန်းနဲ့ဒါဂူးသမားဆိုရင်ရောဘတ်ဆန်ချက်ဆိုရင်တော့နောက်ပွဲနည်းနည်းလေးပြန်ကောင်းလာလို့ကျွန်တော်ထင်တယ်အဲရောဘတ်ဆန်ချက်ကကောင်းလိုက်မကောင်းလိုက်ဆိုမှကျွန်တော်ဂူးရဲ့ဘိုင်းတော့နည်းနည်းကျွန်တော်သတိထားမိတော့ဖောင်ဝမ်းနည်းနည်းငြိမ်နေတယ်လို့တော့ထင်တယ်ဆိုတော့အမ် ဆိုနောက်နောက်ထပ်၃ပွဲမှာကျွန်တော်ခံမှန်းလာတာဗန်လီနဲ့ပွဲတော့9လောက်မယ်ဒါဘာစီလိုနာကိုတော့မရှုံးလို့ကျွန်တော်ထင်တယ်အာဆင်နယ်ကိုတော့တည်ရောက်တော့ရုံးကန်မယ်ဆိုတော့ညီကိုတော့ဘယ်လိုထင်လဲဒါကျွန်တော်ဒါနောက်နောက်ထပ်၃ပွဲကိုကြိုပြီးတော့အာပွဲကြို၃၀ချက်ပုံစံမျိုးလောက်တာဖြစ်ပါတယ်အာအားလုံးကျေးဇူးများကြီးတင်ပါတယ်